ားလုံးပဲမင်္ဂလာပါဗျာ AT knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့เนาะ grade 3ကျောင်းသားတွေအတွက်အင်္ဂလိပ်စာ lesson 2ဖြစ်တဲ့ my friend is handsome ဆိုတဲ့သင်ခန်းစာကိုရှင်းပြပေးမှာပါအဲ့တော့အခုလိုမျိုးကျောင်းသုံးအင်္ဂလိပ်စာသင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ AT knowledge sharing channel ကို subscribe လုပ်ထားနိုင်ပါတယ်အဲကျွန်တော်ရဲ့ Telegram channel ဖြစ်တဲ့ Magic Excel အောင်သူကိုလည်း အဲ join ထားပြီးတော့ကျွန်တော်တို့အဲ့ဒီမှာအင်္ဂလိပ်စာလေးလာနိုင်ပါတယ်။ခင်အားလုံးပဲစလိုက်ရအောင်နော်။အဲ့တော့တအားသမီးတို့ကိုဒီနေ့ဆရာပြောပြချင်တာကဒီကောင်းစဉ် my friend my friend ဆိုတာဆရာတို့ lesson 1မှာတုန်းကတွေ့ခဲ့ပြီးသားကောင်းစဉ်တစ်ခုဖြစ်တယ်။အဲ့တော့ငါရဲ့တငယ်ချင်းပေါ့နော်။ amisa ဆိုရင်ဒါ verb to be လို့ခေါ်တယ်။ဆရာတို့က amisa နောက်မှာပထမသင်ခန်းစာမှာတုန်းကအလုပ်အကိုင်တွေအဲကတ်ပြီးတော့ရေးခဲ့တယ်ပေါ့။အခုတော့ဆရာတို့က handsome ဆိုတာကနာမဝိသေသနလို့ခေါ်တယ်သူကိုဆရာတို့ကအင်္ဂလိပ်လို adjective လို့ဖတ်တယ် adjective ဆိုတာကမြန်မာစကားမှာဒေါသိမိနဲ့ဆုံးတဲ့စကားလုံးတွေကိုဆရာတို့က adjective လို့ခေါ်တယ်အဲ့တော့ msr wordsway နဲ့အဲ့ဒီ adjective စကားလုံးတွေနဲ့တွဲလိုက်ရင်အဲဆရာတို့ကဖြစ်သည်လို့ဘာသာပြန်တယ်အဲ့တော့ဒီနေရာမှာဆရာဥပမာရေးပြမယ် ဥပမာဆိုကြပါစို့ဆရာတို့က handsome ပေါ့ handsome ဆိုတာကအဲရုပ်ချောတော့ကွာအမှန်တော့နော်ရုပ်ချောတော့အဲ့တော့အာဆရာတို့အသူဒီရုပ်ချောဒီလို့ရေးချင်တာဒါဆိုရင်ဆရာတို့ဘယ်လိုရေးရမလဲဆိုတော့ he is a he is handsome အဲ့တော့ဆရာတို့အဘိဓာန် dictionary မှာသွားကြည့်ရင် handsome ဆိုတာဒီရုပ်ချောတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်တကယ်အမှန်တကယ်ဝတ်ကြမှာဆရာတို့ရေးလိုက်တာဒီ is hamsan เนาะ msr เนี่ยတွဲရေးလိုက်တာဖြစ်တယ်အဲ့တော့ဟောဒီစကားလုံးတွေเนี่ย msr word ဆိုเนี่ยတွဲလိုက်ရင်ဒီမူရင်းအဓိပ္ပာယ်ဒေါကပျောက်သွားတယ်ပျောက်သွားပြီးတော့ the ဖြစ်သွားတယ်အဲ့တော့ he is hamsan ဆိုရင် သူဒီရုပ်ချောဒီလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဆရာစောစောကပြောပြခဲ့တာရှိတယ်ဒါတို့သမီးတို့ဒေါရယ် the ရယ်ညရယ်အဲ့ဒီစကားလုံးတွေနဲ့ဆုံးရင်အဲ့ဒါနာမဝိသေသနာလေဥမာမြန်မာစကားမှာဆိုရင်လှပတော့ လှပတော့เนาะအဲချမ်းသာတော့ချမ်းသာတော့เนาะဥမာဆရာတို့ရေးမယ်ဒီမှာချမ်းသာတော့ဥပချမ်းသာတော့ဥပလို့ရေးမယ်အဲ့တော့ဥပဆိုတာကလူတူရဲ့နာမည်အဲ့ဒီရှေ့မှာချမ်းသာတော့ဆိုတာကဒီဥပကြီးကဘယ်လိုလူကြီးလဲဆိုတာသိအောင်ရေးထားတဲ့စကားလုံးအဲ့ဒီလိုမျိုးရေးထားတဲ့စကားလုံးတွေကိုဆရာတို့ကနာမဝိသေသနာလို့ခေါ်တယ်အဲ့ဒါကိုအင်္ဂလိပ်လို adjective လို့ဖတ်တယ် ဲ့တော့ဒီ lesson 2မှာက adjective တွေနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော် lesson 2ကိုပြန်သွားကြည့်မယ်နော်အဲ့တော့ my friend is handsome ကျွန်တော်တငယ်ချင်းကရုပ်ချောတယ်တဲ့အဲ့တော့အင်္ဂလိပ်ဘာသာစကားမှာကျွန်တော်တို့သုံးတဲ့အသုံးနှစ်ခုရှိတယ်အမျိုးသားတွေဖိုးတရဝါတွေရုပ်ချောတယ်ဆိုရင် handsome ကိုသုံးတယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်အမျိုးသမီးတွေအမျိုးသမီးတွေအမသားတော်ဝါတွေရုပ်ချောစဉ် B E U T I F U beautiful beautiful ကိုသုံးတယ်အဲ့တော့အင်္ဂလိပ်ဘာသာစကားကတော့ခွဲသုံးတာပေါ့မြန်မာစာမှာတော့ဇာတ်လို့ရုပ်ချောတယ်လို့ပဲပြောတယ်เนาะအဲမိန်းကလေးတယောက်ရုပ်ချောရင်လည်းရုပ်ချောတယ်ယောက်ျားလေးတယောက်ရုပ်ချောရင်လည်းရုပ်ချောတယ်ပေါ့ဟုတ်ပြီเนาะအဲ့တော့ lesson 2ရဲ့ခေါင်းစဉ်က my friend is handsome my friends handsome အဲ့လိုမျိုးဇာတ်သုံးတယ်အဲ့တော့ဒီနေရာမှာကသားတို့နားထောင်အောင်မယ် listen ဆိုတာနားထောင်ပါတဲ့ စေးဆိုတာပြောပါတဲ့ဒါကို listen လို့ကျွန်တော်ဖတ်တယ် listen L I S T E N listen နားထောင်ပါ S E Y C ပြောပါအဲ့နားထောင်ပြီးတော့ like ပြောရမယ်အဲ့တော့ဒီမှာရေးထားတဲ့စကားလုံးလေးတွေကိုကျွန်တော်ကြက်ထားရမယ်ဒါဒီအဲကျွန်တော်အဲသူပေးထားတဲ့စကားလုံးလေးကိုကြက်ထားရင်ကိုကအလွယ်တကူပြောနိုင်တာပေါ့ C L E V E R clever C L E V E R clever clever ဆိုတာညံကောင်းသောဆိုတဲ့အဓိပ္ပာယ်ရတယ်။အဲ့တော့ညံကောင်းသောလို့လည်းအဓိပ္ပာယ်ရတယ်။တော်သောလို့လည်းအဓိပ္ပာယ်ရတယ်။ကိုတငယ်ချင်းကအတန်းထဲမှာစာတော်ရင်သူက clever ။အဲ့တော့ကိုတငယ်ချင်းကယောက်ျားလေးအတန်းထဲမှာစာတော်တယ်။ဒါဆိုရင်ဆရာတို့ဘယ်လိုရေးကြမလဲ။ဘယ်လိုပြောကြမလဲ။ He is C L E V E R clever လို့ပြောလို့ရတယ်။ကိုတငယ်ချင်းကမင်းကလေးဖြစ်နေတယ်ဆိုရင် she is really ve clever เนาะအဲ့တော့တချို့ကတငယ်ချင်းတစု ငငယ်ချင်းအစုဝေးတစုရှိတယ်ဥမာငငယ်ချင်း3-4ယောက်ပေါ့အဲ့ဒီ3ယောက်လုံးကစာတော်တယ်ဆိုရင်သူတို့ကစာတော်တယ်လို့ပြောကျင်တာ they are clever เนาะအဲငါတို့ကစာတော်တယ်လို့ပြောကျင်ရင် we are really we are clever ဟုတ်ပြီနော်အဲ့ဒီလိုမျိုးပြောဆိုနိုင်တယ်ငါကစာတော်တယ်လို့ပြောကျင်ရင် i am really clever เนาะသင်ကစာတော်တယ်လို့ပြောကျင်ရင် you are really we are clever ဲ့တော့ဆရာတို့ကဒီနေရာမှာ he ဆိုရင် is ဖြစ်ရမယ် she ဆိုရင် is ဖြစ်ရမယ် they ဆိုရင် are ဖြစ်ရမယ် we ဆိုရင် are ဖြစ်ရမယ် i ဆိုရင် am ဖြစ်ရမယ် you ဆိုရင် are ဖြစ်ရမယ်အဲ့တော့ clever ဆိုတာစာတော်တော့အဲ့တော့ am is are နဲ့ clever နဲ့တွဲလိုက်ရင်စာတော် these ရတဲ့ပဲရတယ်ဟုတ်ပြီနော်အဲ့တော့ပုံလေးကိုကြည့်မယ် handsome handsome ဆိုတာရုပ်ချောတာနော် handsome ကိုဆရာတို့ ယောက်ျားလေးတွေအတွက်ပဲသုံးတယ်မိန်းကလေးတွေအတွက်မသုံးရဘူးမိန်းကလေးတွေရုပ်ကြောတယ်လှပတယ်ဆိုရင် beautiful အဲ့တော့ဒီစကားလုံးလေးတွေကိုကြက်ပါ h a n d han s o m e sam han sam h a n d han s o m e sam han sam b e a u t i f u l beautiful b e a u t i f u l beautiful h e l p h a l f u l f u l half up เนาะ half up half up ဆိုတာကိုညီတတ်တာပေါ့ဟုတ်ပြီเนาะအဲဒါဆိုရင်ဆရာတို့ အဲလေးချင်းကြီးရအောင်ဟုတ်လားအဲနော်ဥမာငါအဖေကရုပ်ချောတယ် my father is handsome ငါအမေကရုပ်ချောတယ် my mother is a beautiful b a u t i f u beautiful နော်အဲ့တော့ငါကစာတော်တယ် i am really v e clever နော်အဲ့တော့သူတို့ကနော်ကိုညီတတ်တယ် they are really v e clever အဲ့လိုမျိုးရေးနိုင်တယ်အဲ့တော့ဆရာတို့ကဒါကိုနော်အလွတ်မကြက်ချင်ဘူးဆိုရင်ဝါကြတကူကို3မျိုးနဲ့ဆရာတို့ချရေးကြည့်မယ်ဥမာငါကစာတော်တယ် I am clearly we are clever ငါကစာမတော်ဘူး I am not clever နော်ငါကစာတော်သလား am i clearly we are clever အဲ့လိုမေးနိုင်တယ်နော်သူကရုပ်ချောတယ် he is handsome သူကယုံမချောဘူးအဲဒါဆိုရင် he is not handsome နော်သူကယုံချောသလား is he handsome အဲ့ဒီလိုမျိုးရေးနိုင်တယ်နော်အဲ့တော့ဆရာတို့အော်မိကုံးဝါကြလုတ်တဲ့ပုံကိုဆရာကနော်အဲဒီ lesson 1မှာပြောပြခဲ့ပြီးပြီအဲ့လိုပြန်ပြီးတော့ကြည့်ကြည့်ပေါ့နော်အဲ့တော့ဆရာကပုံလေးကိုဆက်သွားရအောင်အော်ဒီနေရာမှာ this is my friend အဲ့တော့ ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အရာဝတ္ထုတွေကိုထိုအရာလို့ဆရာတို့ကပြောကြင်တာနော် this တော့ ਨੇ နော်ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အရာဝတ္ထုတွေကိုအဲ့ဒီတစ်ခုကအဲ့ဒီအရာကအဲ့ဒါက this နော် this ကိုတော့ ਨੇ that ကိုတော့ ਨੇ အဲ့တော့ this နဲ့ that နဲ့ကဆရာတို့ဘာသာပြန်မယ်ဆိုရင်ထိုအရာလို့ဘာသာပြန်နိုင်တယ်တားရဲ့အဲ့တော့ this ကကိုယ့်ရဲ့လက်တံခါးမှာရှိတာကိုယ့်နဲ့အနီးနားမှာရှိတဲ့ အရာတွေကိုပြောကျင်တာเนาะအဲ့တော့အဲ့ဒါကเนาะအဲ့ဒါကလဲဒီမှာကြည့်ပုံနဲ့ထဲမှာဆိုရင်ဘီလိုပါရေးတော့ဟောဟုတ်ပြီเนาะအဲ့ဒါကကျွန်တော်တငယ်ချင်းပါเนาะအဲ့ဒါကအဲကျွန်တော်တငယ်တငယ်ချင်းပါအဲ့လိုပြောကျင်တာအဲ့တော့ကိုယ့်ရဲ့တငယ်ချင်းကကိုယ့်ရဲ့အနီးနားမှာရှိတယ်ကိုယ်လက်ညှိုးထိုးပြလို့เนาะကိုယ့်ရဲ့လက်တကမ်းမှာရှိတယ်ဆိုရင် this ကိုသုံးရမယ် this is my friend အဲ့လိုသုံးလို့ရတယ်ဒါကိုယ့်ရဲ့အနီးမှာရှိတာနော်ကိုယ့်ရဲ့အနီးမှာရှိရင် this ကိုသုံးမယ်ကိုယ့်ရဲ့ခက်လန်းလန်းအဝေးမှာရှိတယ်ဆိုရင် that ကိုသုံးမယ်အဲ့တော့အဲ့ဒါကကျွန်တော်တငယ်ချင်းပါဘူးဆရာတို့ကနှစ်မျိုးရေးလို့ရတယ် this is my friend f r i e n d friend အဲ့တော့ this is my friend နဲ့ that is my friend ကအနီးအဝေးပဲကွာတယ်ကိုယ့်ရဲ့တငယ်ချင်းကကိုယ့်ရဲ့လက်တကမ်းမှာရှိတယ်ဆိုရင်ကိုယ့်ရဲ့အနီးနားမှာရှိရဆိုရင် this is my friend အဲ့ဒါကကျွန်တော်တငယ်ချင်းပါ ိုရဲ့အဝေးမှာရှိတယ်ကိုရဲ့တငယ်ချင်းကကိုရဲ့အဝေးမှာရှိတယ်ခလန်လမ်းမှာရှိတယ်ဆိုရင် that is my friend လို့တောင်းလို့ရတယ်ဒါကတယောက်တည်းကိုပြောတာဖြစ်တယ်အဲ့တော့ this နဲ့ that နဲ့ကထိုးအရာတခုတည်းအတွက်သုံးရမှာဖြစ်တယ်နော်အဲ့တော့သူနဲ့အတူတူအတိတ်ဘယ်တူတဲ့တခြားစကားလုံးနှလုံးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ these those အဲ့တော့ these နဲ့ those နဲ့ကလည်းထိုးအရာများလို့ဘာသာပြန်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ တော့ဆိုကြပါစို့ these လို့ပြောရင်ကျားတို့က these ဆိုရင်အများကြီးဖြစ်တယ်အများကြီးဆိုအာကိုသုံးတယ်နော်အနည်းလေးဆို is ကိုသုံးတယ်အဲ့လိုမှတ်ထားလို့ရတယ် these ဆိုတာအများကြီးအများကြီးဆိုတော့အာကိုသုံးတယ် these are my friends of our indian friends အဲ့တော့အဲ့ဓာတွေကကျွန်တော်တငယ်ချင်းတွေပါအဲနော်အဲ့ဓာတွေကဗမာလိုပြောရင်ဒါအဲ့ဓာတွေကကျွန်တော်တငယ် ခြင်းတွေဘာလို့ပြောတာအဲ့တော့ဒီနေရာမှာသတိထားရမှာကကိုက this ကိုသုံးလိုက်ရင်အာဖြစ်ရမယ်ဒီမှာအာဖြစ်ရမယ်နော် France တငယ်ချင်းများမှာ s ထည့်ရမယ်အဲ့တော့ကိုယ့်ရဲ့အနီးနားလက်တကမ်းမှာကိုယ့်ရဲ့တငယ်ချင်း၃၄ယောက်ရှိတယ်သူတို့တွေကကျွန်တော်တငယ်ချင်းတွေဘာလို့ပြောချင်တယ်ရေးချင်တယ်ဒါဆိုရင် these are my friend လို့ရေးရတယ်ဟုတ်နော်အဲ့လိုပဲတငယ်ချင်း၃လေးယောက်ကကိုယ့်ရဲ့အဝေးပေါ့ခက်လန်းလန်းကိုလက်ညှိုးထိုးပြလို့ရတဲ့နေရာမှာရှိနေရင် ဒါတို့က those လို့သုံးရမယ် those are my friends အဲ့တော့ these နဲ့ those နဲ့ကဘာကွာလဲဆိုတော့တငယ်ချင်းကတယောက်ထပ်ပူသွားရင် these ကိုသုံးရမယ်အဲ့ဒီတယောက်ထပ်ပူသွားတဲ့တငယ်ချင်းတွေကကိုယ့်ရဲ့အနီးအနားမှာရှိရင် these ကိုယ့်ရဲ့အဝေးကြီးမှာရှိရင် those ကိုသုံးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီသင်္ကသမှာဆရာတို့ဒီဟောဒီမှာရှိနေတဲ့ adjective စကားလုံးတွေကိုကြမ်းမှတ်ထားရမယ်နာမဝိသေသန handsome happy ဆိုတာ ပျော်ရွှင်တော့ဟုတ်ပြီနော်အဲ့တော့ဇာတိမှာဘာသာပြန်ပြမယ် this is my friend ဒါကကျွန်တော်ရဲ့တငယ်ချင်း he is handsome သူကရုပ်ချောတယ်နော်ဒီမှာနှစ်ယောက်တယောက်ထပ်ပို့သွားပြီတယောက်ထပ်ပို့သွားတာဖြစ်တဲ့အတွက် these ကိုသုံးတယ် these are my friends ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေ they are happy happy ရဲ့မူရင်းအဓိပ္ပာယ်ကပျော်ရွှင်သော amis ာလည်းပေါင်းလိုက်တော့ပျော်ရွှင်သည်ဖြစ်သွားတာအဲ့တော့ they are happy နော်သူတို့ကပျော်ရွှင်နေကြတယ် ဒီလိုပြောတာဖြစ်တယ်အဲ့တော့ funny f u n n y funny ရည်စရာကောင်းသော f u n n y funny ရည်စရာကောင်းသောအဲ့ဒါဆရာတို့ဒီနေရာမှာဝါကြဖွဲ့ကြည့်ရအောင်သူကအားကြီးရည်စရာကောင်းတယ် he is funny နော်သူမကရည်စရာကောင်းတယ် she is funny သူတို့ကရည်စရာကောင်းတယ် they are funny အဲ့ဒီလိုမျိုးသုံးလို့ရတယ်ဟုတ်နော်နောက်တစ်ခုကကြတော့ဆရာတို့ happy ဖြစ်တယ်နော် happy ကပျော်ရွှင်သော နော်ပျော်ရွှင်တော့ဆွဲသေးပြရတယ်အဲ့တော့ဒီနေရာမှာဆရာဝါကြဖွဲ့ကြည့်မယ်သူတို့ကပျော်ရွှင်တယ်နော် they are happy သူတို့ပျော်ရွှင်နေကြတယ်နော်ငါတို့ပျော်ရွှင်နေကြတယ် we are happy နော်ငါကပျော်ရွှင်တယ် i am happy နော်သူမကပျော်ရွှင်တယ် she is happy နော်သူကပျော်ရွှင်တယ် he is happy အဲ့လိုမျိုးဇာတို့ရင်းနိုင်တယ်အဲ့တော့ဒါတို့သမီးတို့ကဒီနေရာမှာ they ဆိုရင်အာဖြစ်ရမယ် we ဆိုရင်အာဖြစ်ရမယ် I'm ဆိုရင် am ဖြစ်ရမယ် she ဆိုရင် is ဖြစ်ရမယ်ဒါလေးတွေကိုမှတ်မအောင်ကျားတို့ကဟာလာလေ့ကျင့်ရမယ်နောက်တစ်ခုက strong S T R O N G strong တမ်းမာတော့လို့တည်းပေးရတယ်အားကောင်းတယ်လူတယောက်ကအားကြီးရယ်ဆိုတာ strong ဖြစ်တာအဲ့တော့ငါကအားကြီးတယ် I am strong တနည်းအားဖြင့်ပြောရင်ငါကဘလားတောင်းတယ်ကွာအဲဒီလိုပြောချင်တာသင်ကဘလားတောင်းတယ် you are strong နော်သူတို့ကဘလားတောင်းတယ် they are strong ဟုတ်နော်ငါတို့ကဘလာတောင်းတယ် we are strong ဟုတ်နော်အဲ့တော့သူမကသူကဘလာတောင်းတယ် he is strong နော်သူကဘလာတောင်းတယ် he is he is strong အဲ့လိုမျိုးတောင်းလို့ရနော်အဲ့တော့နော်သားတို့ကခွေးကလေးတွေကြောင်လေးတွေပေါ်မှာအချင်းချင်းနာနာနဲ့ထမင်းတွေကျွေးတယ်ဟလာရေတွေတိုက်တယ်ခွေးလေးတွေအိမ်နေရင်အဲအိမ်လေးဆောက်ပေးပြီးတော့ဟလာအိမ်ဖို့နေရာလေးတွေလုပ်ပေးတယ်အဲ့လိုအပြုအမူကိုကျင်နာတယ်လို့ခေါ်တယ် ဲ့တော့ KIND ခိုင်းရဲ့အတိတ်တွေကကျင်လာတတ်တော့ပေါ့ဟုတ်လားအခုဖေဖေမေမေတို့ဆိုလဲတားလို့သမီးတို့ကျင်လာတာပဲဂျင်းနီနာနာနဲ့ဟုတ်လားသမီးနေခွန်ကြွေးတယ်ចောင်းလိုက်ပို့တယ်သနခါလိမ့်ပေးတယ်ဒါကျင်လာတတ်တာအဲ့တော့ငါမိကကျင်လာတတ်တယ်ပေါ့အဲဒီလိုရေးကျင်တာဆရာတို့ကဒီလိုပြောကျင်တာ My mother is kind 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 တော့အဖေကသူတို့ကကျင်လာတတ်တယ် They are kind အဲ့တော့ဒီနေရာမှာငါအမေဆိုတာတယောက်တည်းတယောက်တည်းဆိုရင် is ကိုတွန်းရမယ်အများဆိုရင် are ကိုတွန်းရမယ် ဒါကိုဆရာတို့ကသတိထားသေဆိုတာအများကြီးဒါကြောင့်မလို့အာဟုသုံးတယ် they are kind အဲ့တော့ဒီ adjective စကားလုံးလေးတွေကိုသားတို့သမီးတို့ကကြံမှတ်ထားအောင်ဟုတ်နော်အဲ့တော့ဒီမှာစကားတွေပြောဆိုကြပြီအဲ့တော့ဆရာတို့ဒီနေရာမှာရေးထားတဲ့စကားလုံးလေးရှိတယ် p r a c t i s e practice p r a c t i s e practice လေးကျင်းပါလို့ပြောတာနော်အဲ့တော့ဆရာဒီနေရာမှာဖတ်ပြမယ် this is my sister ဒါကကျွန်တော်အမပါတဲ့ she is beautiful သူမကလှပါတယ်တဲ့ these are my friends ဒါကတော့ကျွန်တော်ရဲ့ငွေချင်းတွေပါတဲ့ they are helpful သူတို့ကကူညီတတ်တယ်တဲ့အဲ့တော့ဆရာတို့ကဒီနေရာမှာပုံကလေးတွေရှိတယ်ကွယ် look at the fisher look at လို့ဖတ်တယ်နော် l o k a look ကြည့်ဒီ a d at နော်အဲ့တော့ look at look at the pictures ရုပ်ပုံများကိုကြည့်ပါတဲ့နော် and ပြီးတော့တဲ့ right ချရေးပါတဲ့ sentences เนาะစာကြောင်းများကိုချရေးပါတဲ့ဟုတ်ပါเนาะအဲ့တော့ဆရာတို့ဒီမှာ तू ကဘယ်လိုဥပမာရေးပြထားလဲဆိုတော့ကျွန်တော်ကြည့်အောင်ဒီနေရာမှာ this is my sister ဒါကတော့ကျွန်တော်အမပါတဲ့ she is beautiful သူမကလှပါတယ်တဲ့เนาะအဲ့တော့နံပါတ်1ကိုကြည့်အောင်ဆရာတို့နံပါတ်1ဒီ these are my friends เนาะဒါကကျွန်တော်တငယ်ချင်းတွေပါတဲ့ they are helpful သူတို့က ကိုညီတတ်ပါတယ်တဲ့ဟုတ်ပါနော်အဲ့တော့သားတို့လည်းဒီနေရာမှာအဲကြည်လို့ရတယ်ဟုတ်ပါနော်ဒါနံပါတ်3ကိုဆရာတို့ရေးကြည့်အောင်အစမ်းပေါ့နော်ဒီမှာတငယ်ချင်း2ယောက်ရှိတယ်တယောက်နဲ့တယောက်ပခုံးဖတ်ထားတယ်သူတို့ကပျော်နေတဲ့ပုံပဲဒါဆိုရင်တငယ်ချင်းဒီ2ယောက်ဖြစ်တယ်2ယောက်ဆိုတော့ this ကိုသုံးမလားဒါမှမဟုတ်ရင် these ကိုသုံးမလား2ယောက်တယောက်ထပ်ပို့သွားရင်ဆရာတို့က these ကိုသုံးပါတယ်ဒါကြောင့်မို့လို့ these are my friends they are happy အဲအဲ့ဒီလိုမျိုးကိုယ်စိတ်တွေကထင်တဲ့စာကြောင်းလေးတွေကိုသားတို့ကရေးလို့ရတယ်နံပါတ်3ပေါ့နံပါတ်4ဆိုရင်ကြည့်เนาะအဲ तू ကကောင်းမလေးအဲ့တော့ကိုယ့်ရဲ့ညီမလေးလို့ပဲကိုယ်စိတ်ထဲမှာသဘောထားကြည့်ပေါ့ကွာเนาะဒါဆိုရင်အဲ तू မက this is my sister အဲဒါကကျွန်တော်ညီမလေးပါဗျာ तू မကကျင်နာတတ်ပါတယ် she is kind ဟာလားเนาะဒါဆိုရင်ကျင်နာတတ်တာကိုပြောတာဖြစ်တယ် အဲ့တော့ဒါဆိုရင်ဒါထားပါတော့ဒါကဒါတို့ရဲ့အကိုကြီးပေါ့နော်အကိုပေါ့အကိုဒါဆိုနံပါတ်5ကိုဆရာရေးကြည့်အောင်ဟုတ်လား this is my brother နော်ဟော he is strong အဲ့လိုရေးလို့ရတယ်နော်ဒါဆိုရင်ဒါဆိုပါစို့ကိုယ့်ရဲ့ညီမလေးပေါ့နံပါတ်6ကညီမလေးလို့စိတ်ထဲမှာသဘောထားလိုက်ဒါဆိုဒါကကျွန်တော်ညီမလေးပါလို့ဆရာတို့ကရေးချင်တာအဲ့တော့ this is my sister နော် she is clever နော်ဒီမှာစာတော်တယ်နော်အဲဒါဆိုရင်ဆိုကြပါစို့ဒါကကိုယ့်အဖေလို့ပဲသဘောထားလိုက်တိုက်ပုံလေးနဲ့ဆိုတော့ဟုတ်လားနော်ဒါကကျွန်တော်အဖေပါဆိုဆရာတို့ဘယ်လိုရေးမို့ this is my father နော် he is handsome အဲ့လိုရေးလို့ရတယ်နော်အဲဒါဆိုရင်ဒါလူရှင်တော်ကြီးပေါ့လူရှင်တော်ကြီးလူရှင်တော် clown လို့ခေါ်တယ်အင်္ဂလိပ်လိုနော်ဂျိုကာလို့လည်းခေါ်တယ်အဲ့တော့ထားလိုက်တော့အဲ့တော့သူက နော်ဆရာတို့ဝမ်ခွဲညီကိုမှတ်မိသေးလားဆရာတို့ lesson 1မှာသင်ခဲ့တာ COU SIN cousin brother BRO DHR brother နော် he is ရရတယ်ကွာသူက funny နော်အဲ့တော့ပုံလေးတွေကိုကြည့်ပြီးတော့ဒါတို့ကဝါကြလေးတွေကိုအဲနေုံတော့ဆရာဒီနေရာမှာ is ကြံခဲ့တယ် this is အာဒီနေရာမှာကြံခဲ့တာဒီမှာ Solomon ကြား this is cost နော် this is my this is my အဲ့ဆရာပြန်ရေးမယ်ကွာနော် ဲ့တော့ this is this th this is my cousin brother နော် he is funny အဲ့ဒီလိုမျိုးပုံလေးတွေကိုကြည့်ပြီးတော့ရေးလို့ရတယ်ဟုတ်နော်အဲ့တော့ဆရာတို့ဒါ lesson 2ကတော့ဒီလောက်ပဲနောက်နေ့ကျမှ channel အတူတူ lesson 3ကိုထပ်ပြီးတော့လေ့လာကြည့်မယ် lesson 3မှာ my dream ငါရဲ့စိတ်ကူးပေါ့နော်